နိုင်ငံတကာနိုင်ငံနဲ့ချင်းနိုင်ငံဘယ်လိုများဆက်ဆံကြတယ်လဲဒါကအရန်ကိုရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တော့အင်မတအခြေခံကြတဲ့မေခွန်ကြီးတခုပါဆိုတော့ဒီနေ့မှာတော့အဲ့ဒီမေခွန်ကိုဖြေရှင်းဖို့ကြိုးစားခဲ့ကြတဲ့အာအခေါင်းဆောင်အတွေ့အခေါ်ကြီးတခုအကြောင်းကိုအတူတူလေ့လာကြည့်ကြပါမယ်ဟုတ်ကဲ့ဒီမေခွန်ကပဲနိုင်ငံတကာဆက်ဆံရေးကိုလေ့လာမှုတွေကိုရာစုနှစ်တခုကျော်လောက်အထိလွှမ်းမိုးထားတဲ့အဓိကမေခွန်ကြီးပါပဲနိုင်ငံတွေဆိုတာကိုကျိုးစည်းဝါးအတွက်ပဲအမြင်နဲ့တိုက်ခိုက်နေရမှာလား ဒါမှမဟုတ်အားလုံးအတွက်ပိုကောင်းတဲ့အနာဂတ်တစ်ခုကိုအတူတကွတည်ဆောက်လို့ရောမရနိုင်ဘူးလားဒါကတကယ်ကိုအဆုံမသက်နိုင်သေးတဲ့ညှင်းခုန်မှုကြီးတစ်ခုလိုပါပဲအဲ့ဒီတော့ဒီမေခေါ်အတွက်အဓိကအဖြေပေးတဲ့အတွေ့အခေါ်အုပ်စုကြီးနှစ်ခုပေါ်ထွက်လာပါတယ်သူတို့ကတော့လစ်တွေ့ကြဝါဒလို့ခေါ်တဲ့ realism နဲ့ liberal ဝါဒလို့ခေါ်တဲ့ liberalism ပါပဲဒီနှစ်ခုကနိုင်ငံတကာနိုင်ငံရေးကိုရှုမြင်တဲ့ပုံစံမှလုံးဝကိုဆန့်ကျင်ဘက်ပါပဲတစ်ခုက အာဏာကိုပဲအဓိကထားတယ်နောက်တစ်ခုကတော့ပူပေါင်းဆောင်ရွက်မှုကိုမျှော်လင့်တယ် ခဲ့ဒီအမင်းတို့ခုဘလို့ကွာချပြီးကဘာကြီးကိုဘလို့ပုံဖော်ခဲ့တယ်လဲဆိုတာကြည့်လိုက်ကြအောင်ပါဒီဝါရနှစ်ခုရဲ့အခြေခံအကြံလုံးကွာချချက်တွေကိုတစ်ချက်ချင်းကြည့်ရအောင်ပထမဆုံးကဘာကြီးကိုဘလို့မြင်တယ်လဲဆိုလက်ချက်ပါလက်တကျဝါရီဒီအတက်တော့ဒီကဘာကြီးဟာအမြင်အားပြိုင်တိုက်ခိုက်နေရတဲ့ကစားခွင့်တစ်ခုပဲဖေဖော်ဝါရီတွေကတော့မဟုတ်ဘူးဒါဟာအတူတကွပိုခေါင်းအောင်လှုပ်ဆောင်နိုင်တဲ့ကဘာလုံးဆိုင်ရာအတိုက်အဝန်းတစ်ခုပါလို့ရှုမြင်ပါတယ်ဒုတိယအချက်ကအဓိကကစားသမားတွေပေါ့ လက်ထကြဝါရီတွေကနိုင်ငံတွေကဒါအဓိကလို့ယူဆတယ်။ဒါမဲ့ liberal တွေကတော့နိုင်ငံတွေအပြင်ကုလသမဂ္ဂလိုနိုင်ငံတကာဖွဲ့စည်းတဲ့အခမ်းအနားကိုလည်းအထိမပြုတယ်။တီမီကွဲတာနဲ့ပဲသူတို့ရဲ့ရည်မှန်းချက်တွေပါကွဲသွားရော။လက်ထကြဝါရီတွေအထက်အဓိကပန်းနိုင်ကရှင်းတန်ရင်းကအာဏာဖြစ်လာပြီး liberal တွေအထက်ကတော့ပူပေါင်းဆောင်ရွက်မှုနဲ့ညင်ချမ်းရေးဖြစ်လာပါတယ်။နောက်ဆုံးချက်ကတော့လူတဘာဝအပေါ်မြင်ပါ။လက်ထကြဝါရီတွေကလူသားတွေကချွေးရင်းချက်တွေနဲ့ပြည်နေတယ်လို့အဆိုမြင်ကြတယ်။ လစ်ဘရန်တွေကတော့လူသားတွေမှာစင်ကျင်တုံတရားရှိတယ်တိုးတက်နိုင်စွမ်းကိုယုံကြည်ကြတယ်။ဒီအခြေခံအမြင်ကွဲပြားမှုတွေကပဲသူတို့ရဲ့ဂျန်နယ်အတွေးခေါ်အလုံးကိုပုံဖော်ပေးသွားတာပါ။ကဲပထမဦးစုဖြစ်တဲ့လက်တွေ့ကျဝါဒ realism ကိုရင်းဆောင်အတွေးစေလေလာချကြရအောင်။ဒီမြင်ဟာကဘာကြီးကိုအရှိကိုရှိအတိုင်းတချို့ကတော့အဆုံးမြင်ဝါဒဆန်းဆန်းရှုမြင်တွေအတွေ့အခေါ်တစ်ခုလို့ပြောလို့ရပါတယ်။လက်တကျဝါရရဲ့အဓိကအချက်က anarchy ဆိုတဲ့အယူဆပါပဲဒါကလမ်းပေါ်မှာယုံရင်ဆန်ခတ်ဖြစ်နေတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးเนาะ ဆိုလိုရင်းကကမ္ဘာပေါ်မှာနိုင်ငံအလုံးမှုအမေ့ပေးနိုင်တဲ့ကမ္ဘာအစိုးရဒါမှမဟုတ်ကမ္ဘာရဲ့တဖွဲ့ဆိုတာမျိုးမရှိဘူးဆိုတဲ့အရေးပဲပါဒီလိုအချိန်တွေမှာနိုင်ငံတိုင်းကကိုယ်လုံခြုံရေးအတွက်ကိုယ်တိုင်ပဲတာဝန်ယူရတော့တယ်အဲ့ဒီကမှကိုကိုကိုကာကွယ်ဖို့အာဏာကိုတိစော့ရတာဟာရှောင်လွဲလို့မရတဲ့ကိစ္စတစ်ခုဖြစ်လာပါတော့တယ်ဒီချစ်တာလက်တွေ့ကြဝါရီတွေရဲ့လူတဘာဝအပေါ်အမြင်ကိုတကယ်ကိုထိထိမှုမှုဥမာပြနေတာပါ။သွားစားကြီးမားတဲ့ American Tenement 2ဖြစ်သူ George Cannon George Cannon ကလူသားတွေကိုအက်ကွဲနေတယ်ခွက်များလို့တင်စားခဲ့တယ် ဆိုလိုတာကလူသားတွေကမွေးတာပါခြုံရင်းချက်တွေအတ္တစိတ်တွေနဲ့ပြည့်နေနေပြီးအာနာကိုလိုလားတမဲ့ကျစိတ်ဟာလူတဘာဝရဲ့တစိတ်တစ်ပိုင်းပဲလို့သူကမြင်ကြတာပေါ့ဒါကြောင့်လက်တွေ့ကြဝါဒီတွေရဲ့အဓိကအချက်ကတော့ရှင်းပါတယ် Hans Morgenthau လူတွေ့ခေါ်ရှင်းတွေရဲ့အစိုးအရာနိုင်ငံတကာနိုင်ငံရေးဆိုတာအာနာလူပွဲတစ်ခုပါပဲကမ္ဘာအစိုးရမရှိတဲ့အတွက်နိုင်ငံတွေဟာတနိုင်ငံနဲ့တနိုင်ငံယုံကြည်မှုမရှိနိုင်ဘူးကိုယ်လုံးုံရဲ့အတွက်စီရဲနဲ့စီးပွားရေးအင်အားကိုပဲအားကိုးရတယ် ကုလသမဂ္ဂလိုအဖွဲ့အစည်းတွေတောင်မှအင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားကိုကြော်လွန်ပြီးဘာမှမလုပ်နိုင်ဘူးလို့သူတို့ကစော်ဒကာတက်ကြပါတယ်။ကဲအခုစန့်ကျင်ဘက်အမြင်ကိုလှစ်ကြည့်အောင်။ Liberal Party တွေကတော့ကဘာကြီးအတွက်ပိုပြီးအကောင်းမြင်တဲ့မျိုးလွင့်ချက်ရှိတဲ့အမြင်ကိုတင်ပြပါရစေ။သူတို့ရဲ့အမြင်ကလက်တွေ့ကြဝါဒီတွေနဲ့ဘယ်လိုများကွာခြားနိုင်မလဲကြည့်လိုက်ကြအောင်။ လီဘရယ်ဝါဒီတွေကလက်တွေ့ကြဝါဒီတွေရဲ့အဆိုးမြင်ဝါလာကိုလုံးဝလက်မခံပါဘူးသူတို့ကနိုင်ငံတွေဟာအမြဲတမ်းအာဏာလုနေကမှာမဟုတ်ဘူးစင်ကျင်တုံတရားကိုအခြေခံပြီးပူးပေါင်းဆောင်ရွက်မယ်နိုင်ငံတကာဥပဒေတွေနဲ့အဖွဲ့အစည်းတွေတည်ထောင်မယ်ဆိုရင် energy ရဲ့တက်ရောက်မှုတွေကိုရှော့ချနိုင်တယ်ကျော်လွှားနိုင်တယ်လို့ယုံကြည်ကြပါတယ် ီမြင့်ရဲ့အကောင်းဆုံးဥပမာကတော့ပထမကမ္ဘာစစ်အပြီးကအမေရိကန်သမ္မတဝူဒရိုးဝစ်ဆန်ရဲ့ကြီးကျယ်ခန်းနာတဲ့အစီအစဉ်ပါပဲ။သူကစစ်ပွဲတွေကိုအပြီးတိုင်းအဆုံးသတ်ဖို့အတွက်နိုင်ငံမောင်းချုပ်အသင်းကြီး League of Nations ကိုတည်ထောင်ဖို့ကြိုးစားခဲ့တယ်။သူရဲ့စစ်ကူးကနိုင်ငံအလုံးဥပဒေကိုလေးစားမယ်ပြီးတော့ထိုင်နိုင်ငံကိုကျူးကျော်ရင်ကျန်တဲ့နိုင်ငံတွေအလုံးကဝိုင်းဝန်းပြီးစူပေါင်းအင်အားနဲ့ကာကွယ်မယ်ပြစ်ပေးမယ်ဆိုတဲ့စူပေါင်းလုံခြုံရေးစနစ်ကိုတိဆောက်ဖို့ပါပဲ နောက်ထပ်အရေးကြီးတဲ့ liberal user တစ်ခုကတော့အပြအလမ်းမိခိုးမှုပါ။ Norman Angel Norman Angel လို့တွေးခေါ်ရှင်တွေကခေတ်သစ်ကပါမှာနိုင်ငံတည်းရဲ့စီးပွားရေးတွေဟာအရန်ကိုချိတ်ဆက်နေပြီးဒါကြောင့်စစ်ဖြစ်တယ်ဆိုလားနှုတ်နဲ့ဖတ်စလုံးအတော့အရှုံးပဲလို့ထောက်ပြပါရဲ့။ကုန်းတွယ်ရင်းနဲ့ဘန်ဒါရဲ့အရဆက်ဆက်မှုတွေကပရိပခတ်ဖြစ်တော့ထပ်ပူပေါင်းဆောင်ရွက်တာကပိုပြီးအချိုးရှိစေတယ်လို့သူတို့ကယုံကြည်ကြတယ်။ ဒါတွေကတော့တကယ်ကိုအားကောင်းပြီးအကောင်းငင်တဲ့အတွေးခေါ်တွေပေါ့ဒါနဲ့တကယ်မေကုံးကတော့ကမ္ဘာနိုင်ငံရေးရဲ့ရှုပ်ထွေးတဲ့လက်တွေ့အခြေအနေမှာဒါတွေတကယ်အလုပ်ဖြစ်ပါမလားဆိုတာပါပဲပထမကမ္ဘာစစ်ကပြီးမှတော့ဒီ liberal theory တွေအတွက်အကြီးမားဆုံးစံသတ်မှုကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါကတော့နိုင်ငံပေါင်းချုပ်အတင်းကြီးပါပဲဒါပေမဲ့ဝိုင်းနေဆရာကတော့အဲ့ဒီကြီးကျယ်တဲ့စံသတ်မှုဟာအကြီးကျယ်ကြာရှုံးခဲ့ပါတယ်သူ့ကိုမွေးထုတ်ပေးခဲ့တဲ့ American နိုင်ငံကိုယ်တိုင်က ပါဝင်ဖို့ရင်ဆန်လိုက်တဲ့အချိန်ကတည်းကအဆမကောင်းခဲ့ဘူးလို့ပြောရမှာပါ။ထံခွဲ30ပြည်နယ်တွေမှာဂျပန်၊အီတလီနဲ့ဂျာမနီတို့ရဲ့ကျူးကျော်စစ်တေကိုဘေးကနေရက်ကြီးနေုံကလေးပြီးပမာမတတ်နိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့စစ်ပွဲအားလုံးကိုအဆုံးသတ်မဲ့စစ်ပွဲပြီးလို့20တောင်မပြည့်ခင်မှာပဲကဘာကြီးဟာတိထက်အများကြီးပိုဆိုးတဲ့ပဋိပက္ခတွေကိုပြန်လဲကြရောက်သွားခဲ့ပြီး Liberal ရဲ့မျိုးလင်းချက်တွေလည်းပြိုလဲခဲ့ရပါတယ်။ပါကြောင့်ကြာရှုံးခဲ့ရတာလေ လက်တွေ့ကျဝါဒီတွေးခေါ်ရှင် EH ခါကအဖြေကိုရှင်းရှင်းလင်းလင်းထောက်ပြခဲ့ပါတယ်။သူကနိုင်ငံပေါင်းချုပ်အသင်းကြီးကနိုင်ငံအားလုံးကလက်ရှိအခြေအနေကိုကျဉ်းနှံ့နေကြတဲ့ဆိုတဲ့မှားယွင်းတဲ့ယူဆချက်ပေါ်မှာတိစောက်ထားတယ်လို့ဆိုပါတယ်။လက်တွေ့မှာတော့ဂျာမနီလိုအင်အားကြီးနိုင်ငံတွေဟာလက်ရှိအခြေအနေကိုမကျေနပ်ကြဘူး။အပြောင်းလဲကိုလိုလားနေကြတယ်။အသင်းကြီးကဒီအာဏာနိုင်ငံရဲ့လက်တွေ့အရှိတရာကိုမျက်ကွယ်ပြုခဲ့တဲ့အတွက်ကြာရှုံးခဲ့ရတာပါပဲ။ ဒီစက်တီဝင်ညင်းခုမှုက အတေမှာပဲကြံထဲ့ပြီလားလုံးဝမဟုတ်ပါဘူးဒီအမြင်နှစ်ခုရဲ့အားပြိုင်မှုဟာဒီနေ့ခေတ်ကမ္ဘာနိုင်ငံရေးကို နားလည်ဖို့အတွက်အင်ဝတန်အရေးကြီးနေစေထဲ့ပါတယ်ကဲဒီတော့အဓိကကွာခြားချက်တွေကိုအနှစ်ချုပ်ပြန်ကြည့်ကြရအောင်လက်တွေ့ကျဝါဒကအာနာနဲ့လုံခြုံရေးကိုအဓိကထားတယ်လီဘရာဝါဒကတော့ပူးပေါင်းဆောင်ရွက်မှုနဲ့အဖွဲ့အစည်းတွေကိုအလေးထားတယ် တွေးခေါ်ရှင်တဲ့နည်းနဲ့လက်တွေ့ကြဝါဒီဘက်က Morgan Town Liberal ဘက်က Wilson တို့ကိုကျွန်တော်ဆင်းရဲခဲ့ကြပြီးပါပြီ။ရှုမြင်ပုံမှာလည်းလက်တွေ့ကြဝါဒီတွေကတမိုင်းဟာတန်တရာလဲနေတယ်လို့အစိုးမြင်ကြပြီး Liberal တွေကတော့တိုးတက်မှုရှိတယ်လို့အကောင်းမြင်ကြတယ်။ဒါကြောင့်ငင်းချမ်းရဲကိုလက်တွေ့ကြဝါဒီတွေကယာယီအာနာချင်းခွင်ရှားတကုလို့ပဲမြင်ပြီး Liberal တွေကတော့ဥပဒေနဲ့စီးပွားရေးပေါင်းစည်းမှုတွေကနေတီမဲတဲ့ငင်းချမ်းရဲကိုရနိုင်တယ်လို့မျှော်လင့်ကြပါတယ်။ ီအမြင်တွေဟာစာအုပ်ထဲက theory တွေတသက်လုံးဝမဟုတ်ပါဘူးအစိုးရတွေကစစ်တိုက်မလားငင်းချမ်းရေးယူမလားဆုံးဖြတ်တဲ့အခါကုလသမဂ္ဂရဲ့အခမ်းကဏ္ဍကိုဘယ်လိုတတ်မှတ်မလဲဆိုတဲ့အခါကုံတူရေးသဘောတူညီချက်တွေစည်ရေးမဟာမိတ်တွေဖွဲ့တဲ့အခါမှာဒီအမြင်တွေကနောက်ွယ်ကနေလွမ်းမိုးနေပါတယ်ဒါဟာကျွန်တော်နေထိုင်တဲ့ကမ္ဘာကြီးရဲ့အနာဂတ်ကိုပုံဖော်နေတဲ့အဖြစ်မျိုးတစ်ခုပါပဲဆိုတော့ဒါကကျွန်တော်တို့ခဲ့အတွက်အခြေခံအခြေဆုံးမေးခွန်းစီကိုပြန်ရောက်လာစေပါတယ် အရင်ကလည်းအများကြီးပို့ပြီးချိတ်ဆက်နေတဲ့ဒီကဘာကြီးမှာနိုင်ငံတွေရဲ့ဆက်ဆံရေးကိုအဆုံးစုံမှာပြေရာကပုံဖော်သွားမလဲအာနာနဲ့ကိုကျူစီဘာအတွက်အဆုံးမရှိတဲ့ရုန်းကန်မှုပဲလားဒါမှမဟုတ်တိုးတက်မှုနဲ့ပူးပေါင်းဆောင်ရွက်ရေးအတွက်အားလုံးရဲ့ပုံရိပ်မှန်းချက်ဒီကနိုင်ရသွားမှာလားဒါတော့ကျွန်တော်တို့ရဲ့ကဘာကိုဆက်လက်ပုံဖော်နေမယ့်မဲခွန်းကြီးတစ်ခုပါပဲ